ိုပိုင်ကျောင်းနဲ့ပုဂ္ဂလိကကျောင်းများတွင် CDM ကျောင်းဆရာဆရာမများကိုခန့်တားခြင်းမပြုလို့ရန်စစ်ကောင်စီလက်အောက်ခံပြည်ဟိုင်းဝန်ကြီးဌာနကညွှန်ကြားလိုက်ကြောင်းတီးရပါတယ်။ကိုပိုင်ကျောင်းနဲ့ပုဂ္ဂလိကကျောင်းများတွင် CDM ကျောင်းဆရာဆရာမများကိုခန့်တားခြင်းမပြုလို့ရန်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်ဟိုင်းဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းပြည်ဟိုင်းဝန်ကြီးဌာနသတင်းရင်းတွေကပြောပါတယ်။စက်တင်ဘာလ24ရက်နေ့နဲ့25ရက်နေ့တို့တွင်ကျင်းပပြုလုပ်ခဲ့သော ကိုပိုင်တို့မဟုတ် ပုဂ္ဂလိကအကြောင်းကြီးကြရေးဖွဲ့ဤလုံငန်းညီနိုင်ရဲ့စီဝေးတွင်အထက်ပါဆုံးဖြတ်ချက်ကိုထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။အဆိုပါစီဝေးဆုံးဖြတ်ချက်တွင်ကိုပိုင်သို့မဟုတ်ပုဂ္ဂလိကအကြောင်းများတွင် disloyalty civil service သစ္စာဖောက်ဝန်ထမ်းများကိုခံထားခြင်းမပြုလို့ရန်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်အရေးဝန်ကြီးဌာနကညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထို့ပြင်ပုဂ္ဂလိကပညာရေးဥပဒေနှင့်ကိုပိုင်သို့မဟုတ်ပုဂ္ဂလိကအကြောင်းကြီးကြရေးဖွဲ့ဤအမိန့်တော်ရစာများကိုလည်း တိကျစွာလိုက်နာကြရန်လည်းအစီဝေဆုံးဖြတ်ချက်တွင်ထည့်သွင်းထားကြောင်းသိရှိရပါတယ်စစ်ခွေးတွေက CDM ကျောင်းဆရာဆရာမတွေကိုပါဖိအားပေးချင်းချဖို့လားမသိဘူးအခုကိုပိုင်ကျောင်းနဲ့ပုဂ္ဂလိကကျောင်းတွေမှာ CDM ကျောင်းဆရာဆရာမတွေကိုခန္ဓာချင်းမပြုတ်လို့ဖို့ဆိုပြီးဝန်ကြီးဌာနကညွှန်ကြားချက်ထွက်လာတယ်ကျောင်းလူကဝင်ရောက်စစ်ဆေးတာတွေလုပ်ဆောင်မလားတော့မသိဘူးဟုပြည်ဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောဆိုပါတယ်အကြံပေးစစ်ကောင်းစီသည်2024ခုနှစ်ဇူလိုင်လ12ရက်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့်ခွင့်ပြုချက်မရရှိပဲလုံခြုံခွင့်စွန့်ခွာသွားသည့်ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများကိုအမည်မဲ့စရင် blacklist မှပယ်ဖြတ်ပေးမည်ဟုကြေညာခဲ့တော်လဲဒီစီရသစ္စာဖောက်ဝန်ထမ်းများဟုလက်ရှိချိန်ထိတုံတုံကဖမ်းဆီးမှုလုပ်ဆောင်နေစေဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်မြောက်ဝတီမြို့နယ်ရွှေကုတ်ကိုဘက်အချမ်းတွင်ထိုင်းမိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်ဖြန့်ကျက်နိုင်မှုကိုဒရုန်းများဖြင့်စစ်ဆေးကကြားဖြန့်ရာဇဝတ်မှုများတွင်ထိုင်းဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုနိုင်ခြင်းရှိမရှိစစ်ဆေးနေကြောင်းသိရှိရပါတယ်။ ထိုင်းမြန်မာနယ်စပ်မြောက်ဦးရီမြို့နယ်ရွှေကုတ်ကိုမြို့နယ်စပ်တလျှောက်လုံးတွင်ထိုင်းမိုဘိုင်းဖုန်းကွန်ရက်နှင့်ဆက်သွယ်ရေးကွန်ရက်ဖြန့်ကျက်နိုင်မှုကိုဒရုန်းများလွှတ်တင်၍တိုက်တာပြီးဂျားဖြန့်ရောက်သွို့မှုများတွင်ထိုင်းဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုနိုင်ခြင်းရှိမရှိရင်းနှီးစမ်းစစ်ကြောင်းထိုင်း The Reporter ကသတင်းဖော်ပြထားပါသည်ထိုင်းနိုင်ငံဆက်သွယ်ရေးဆိုင်ရာကော်မရှင် NBTC ပါဝင်ထိုင်းအာဏာပိုင်များကထိုင်းဘက်အခြားရှိဆက်သွယ်ရေးတာဝါတိုင်များကရွှေကုတ်ဘက်အထိမြင်းများလိုင်းဆွဲအားနှင့် signal ရောက်ရှိသည်ကိုဒရုန်းပြန်သား၍တိုက်ထားခဲ့ကြောင်းသိရှိရပါသည် ထိုင်းနိုင်ငံမှာဝန်ကြီးဌာနပေါင်းစုံပါဝင်သောစူပါအဖွဲ့ကရွှေကုတ်ကိုဤတစ်ဖက်ကမ်းရှိထိုင်းဘက်အချမ်းမှဝိုင်ဖုန်းတာဝါတိုင်များနဲ့လိုင်းဆွဲအားအချက်ပြမှုများကိုစစ်ဆေးခဲ့ပြီးနေဆက်တလျှောက်တွင်မိုဘိုင်းဝန်ဆောင်မှုအရည်သွေးနဲ့ရိုမင်းအခြေအနေများဂျာဖြတ်နဲ့ဆက်ဆက်သောစိုက်ဘာရန်စုမှုများတွင်ထိုင်းဆက်သွေးကိုရက်များကိုအသုံးပြုနိုင်ခြင်းများကိုစစ်ဆေးခဲ့ကြကြောင်းအဆိုပါလုံကမှထိုင်းဝန်ကြီးချုပ်၏အမိန့်အရထိုင်းဆက်သွေးကော်မရှင်ကဦးစီးဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထိုင်းဆက်သွေးကော်မရှင် MBTC က ်အန်ဒီမြသောနေဆက်ဒေတာများတွင်ဆက်သွေးဝင်ဆောင်မှုများကိုရဆိုင်ရန်စီမံများအကောင့်တဲ့ဖော်ရဆုံးဖြတ်ခဲ့ကြောင်း MBTC 2025ခုနှစ်ဩဂုတ်လ30ရက်နေ့တွင်တက်တန်းရှိနေသောဆက်သွေးလမ်းစဉ်ရရှိသူများအတွက်ဒီပညာဆိုင်ရာရဆုံးမှုများကိုကာကွယ်ရန်အစီအမများနဲ့ပတ်သက်၍လည်းတရားချက်တစောင်းထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။ထိုင်းနိုင်ငံမှလူထုကိုကာကွယ်ရန်ဒီပညာဆိုင်ရာရည်ရွယ်မှုများမှဖြစ်ပေါ်လာတဲ့သောပျက်စီးဆုံးရှုံးမှုများကိုကာကွယ်ရန်အတွက်အစီအမံရှိခုချမှတ်ထားခဲ့ကြသော MTC ကနေဆက်ဒေတာများသို့ကွင်းစည်းစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး MTC ရဲ့အစီအမံများနဲ့ဆက်ဆက်ဥပဒေများမလိုက်ငါကြောင်းဆက်သွယ်နိုင်စဉ်ရသူများတွေ့ရှိပါကဥပဒေအရအရေးမှုများထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ထိုင်းကမြဝတီရှုခုတ်ကိုဂျာပြန် BGF gate တွေတလျှောက်လုံးကို drone နဲ့ပြန်ပြီးဖုန်းစကနယ်ဘယ်လောက်ထိလိုင်းယူထားသလဲ Wi-Fi cable တွေဘယ်နေရာကနေဖြတ်ပြီးတွေ့ထားလဲဆိုတာကိုတန်လိုင်းစကန်ဆက်နဲ့ drone မှာတက်ပြီးလိုက်ရှာတာလုပ်တယ်လို့ခရင်စေးတရင်ရင်းမြစ်ကရှင်းပြပါတယ်။ယနေ့ထိုင်းနိုင်ငံပိုင်များက ရုံးဖြစ်မြန်မာဘက်အချမ်းမှဖမ်းဆက်သွေးတာဝါတိုင်းများကိုစစ်ဆေးသဖြင့် DKBA, BGF, KNLA, PCK များတွင်ဖုန်းလိုင်းများအကုန်ပိတ်ထားပြီးငြိမ်သက်နေကြောင်းသိရှိရပါသည်။ကြံခိုင်ရေးမဲဆွယ်ဆိုင်မှုစုဖြဲသူပါခုနှစ်ဦးကိုစစ်ကောင်ရှင်ထပ်မံဖမ်းဆီးပြီးရေကောက်ပွဲအတုနှောက်ယှက်မှုဖြင့်ဖျက်ဆီးခံရသူ95ဦးတိရှိပြီဖြစ်ကြောင်းသိရပါသည်။အာဏာသိမ်းစစ်ကောင်ရှင်ကသူတို့ရဲ့အတုရောက်ရေကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးတဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ပြည်သူ9ယောက်ကိုထပ်မံဖမ်းဆီးတရားစွဲဆိုကြောင်းမင်းညကထုတ်ပြန်လိုက်ပြီး အခုဆိုရင်ရွေးကောက်ပွဲအထုကိုစတင်မှုနဲ့ဖားသီးခံရသူ65ယောက်ရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။နိုဘာလ2ရက်နေ့ကဂရင်ပြည်နယ်ဗဟာမြို့မှာစံခါရေးကိုယ်စားလှယ်လောင်စောမြင့်ဦးရဲ့ကျော်ရဆိုင်ဘုတ်ကိုဆုတ်ဖြဲမှုကြောင့်အသက်65နှစ်အရွယ်ဖြိုးမင်းတန်နဲ့ဒေါက်တာတနေအရွယ်ထွန်းထွန်းဝင်းတို့ကိုဖားသီးကရွေးကောက်ပွဲနှောက်ယှက်ဖြက်စီးမှုများတားဆီးဥပဒေပုံမှန်24ကာဂျီနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။အောက်တိုဘာလ31ရက်နေ့ကရန်ကုန်တိုင်းဒလမြို့နယ်မှာမဲဆင်းစစ်စစ်ဖို့လာတဲ့ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တို့ကို ိုးကျိတ်လို့ဆိုပြီးအသက်56နှစ်အရွယ်ကိုကျော်တီဟန်ကိုလည်းပုံမှန်24ကာကြီးနဲ့ဖမ်းဆီးမှုဖွင့်ထားကြောင်းသိရပါတယ်။ဒါ့အပြင် အော်တိုဘာ24ရက်မှာအေယာဝတီတိုင်းဝခေမမြို့နယ်ကအသက်58နှစ်အရွယ်ကိုမျိုးမင်းစွေခေါ်မင်းမင်းရဲ့လက်ကင်ဖုန်းထဲမှာရွေးကောက်ပွဲကိုနှောက်ယှက်ဖြက်စီးဖို့ PDF ဖန်စာပို့ထားတာစစ်ဆေးတွေ့ရှိတယ်ဆိုပြီးပုံမှန်23ကာကြီးနဲ့အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။ရန်ပြည်နယ်တောင်ကြီးရန်ကုန်တိုင်းကမာရွတ်နယ်ရယာဝတီတိုင်းပသိမ်မြို့နယ်တို့ကအမျိုးသမီး၃ယောက်ကိုလည်း စစ်တပ်အတူရောက်ရွေးကောက်ပွဲဝါဒဖြန့်ခက်သမိုင်းကိုဒုံဆိုင်မြင့်သူများစကားကိုဝေဖန်မှုနဲ့ဖမ်းဆီးအရေးယူထားကြောင်းသိရှိရပါတယ်။အာနာသိန်းစစ်တပ်ဟာသူတို့ရဲ့နိုင်ငံရေးထွတ်ပေါက်ဖြစ်အတူရောက်ရွေးကောက်ပွဲကိုနိုင်ငံတကာနဲ့မြန်မာပြည်သူတွေစန့်ကျင်နေတဲ့ကြားကအတင်းကျပ်ကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။စစ်ကောင်းဆောင်က၎င်းတီသည့်မာရဝီဇယဖျားလူစီကားစင်ရန်အမိန်ပေးစည်းရုံးနေပြီးရွေးကောက်ပွဲမတိမ်းဆောင်ရန်ဖျားကုကုနေကြောင်းသိရပါတယ်။စစ်ကောင်းဆောင်ကမြန်မာနိုင်ငံတွင် ခံခတ်မှုရှိသောဟုကြွားလုံးထုတ်နေသည့် ၎င်းတည်ထားသော မာရဝီဇီယကျောက်စင်းတုဖျား၌လူစီကားစရာနှင့်လာမည့်ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ရည်ရွယ်၍ဖျားကုလုပ်နေကြောင်းသတင်းရှင်းပြများရာသိရှိရပါသည်။အဆိုပါဖျားဝင်လူစီကားစရာပွဲလမ်းသဘင်များဖြင့်စီယုံတင်သွင်းလှုပ်ဆောင်ရဲ့ရှိသည်ကိုလည်းတွေ့ရပါသည်။ကဘာပေါ်ရှိစစင်ကြောက်သားထိုင်တော်မူဖျားများနှင့်ညံတော်အမြင့်ဆုံးဟုစစ်ကောင်မရှင်ကထုတ်ပြန်ဆိုထားသည့်မာရဝီဇီယဖျားကိုစတင်တည်ချိန်မှစ၍ စစ်ကော်မရှင်လက်အောက်ခံနန်းစီဒီယံဝန်ထမ်းများမှမကြာခဏဆိုသလိုမဖြစ်မနေလာရောက်ဖူးမြော်နေရကြောင်းသိရပါတယ်။ထို့ပြင်မြန်မာနိုင်ငံတို့လာရောက်သည့်နိုင်ငံတကာမှအဖွဲ့အစည်းများ၎င်းတို့နဲ့နှိစက်သူများပြင်ကျောင်းသားကျောင်းသူများကိုပါခရီးစဉ်အရင်းဖြင့်ပို့ပေးနေပြီးမြန်မာရုပ်ရာပွဲလမ်းသည်များကိုလည်းအဆိုပါဖျောက်နေပင်အဓိကထားပြုလုပ်လက်ရှိကြောင်းသိရပါတယ်။အဆိုပါဖျားကိုစီကားစင်ရာလှုပ်ဆောင်နေမှုအပြင် မကြာမီ၎င်းတို့ပြုလုပ်သွားရာစီစဉ်နေသောရွေးကောက်ပွဲအတွက်ပါရည်ရွယ်၍စိုးရင်စိတ်များဖြင့်ဖျားကုကုနေဒီကို တွင်တွင်ရှင်းပြကြကြည့်ရှိရကြောင်းစီစံဘူးကြီးစင်ရောက်ကပြောပါတယ်။သူ့အနေနဲ့ရွေးကောက်ပွဲတွေအတိတ်ဆုံးဖြစ်လာမလားလုံနေရင်နဲ့ဘယ်နေရာတွေကဘာဖြစ်ဦးမလဲစတာတွေကိုစိုးရိမ်နေတယ်။အဲ့လာမို့ဖျားကုကုနေတာလို့တပ်ဘက်ကလူတွေစီကနေကြားသိရတယ်ဟု၎င်းကပြောပါတယ်။အာရာသိပြီးနောက်ရာယီသမရဟုမိမိကိုယ်ကိုတုံ့နှုံးနေသောစစ်ကောင်းဆောင်ဒီငွေကြေးတန်ပေါင်းများစွာကုန်ကြကံတုံ့ဆွေ၍၎င်းတို့ရုံဆိုင်ရာနေပြီးတော့ဒိခိနသီရိမြုပ်၌ယင်းဖျားကိုတီထားပြီးအမြဲဆိုသလိုဂုံယူပြောဆိုလေးရှိကြောင်းသိရပါတယ်။ ထို့ပြင်စစ်ကောင်းဆောင်သည့်အင်အားပြည့်စစ်ကိုင်းကလေးလှုပ်ခတ်ခြင်းကလည်းမာရဝိဇ္ဇယဖျားသူတွားရောက်ခဲ့ပြီးလေတင်းတန်မြင်းကလေးတန်နဲ့တဘာဝဘေးဒဏ်တို့ခံနိုင်မှုရှိစေရန်တိစောက်ထား၍ထိခိုက်မှုနည်းပါးခြင်းဖြစ်ကြောင်းကြောဝါပြောဆိုခဲ့ပါသည်။နိုင်ရကံဘူဟာရဲ့နောက်ဆုံးစီးအခြေအနေကိုတင်ဆက်ပေးကြပါမယ်။နိုင်ရကံဘူဟာနဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကိုအလုံးစုံဖျက်တောက်ထားနိုင်ပြီဖြစ်ပြီးဘူဟာရဲ့ပပလဲမှာတိုက်ပွဲတွေဆစ်ဖြစ်ပွားနေတယ်လို့စီးအသင်းရင်းမြစ်ကပြောပါရယ်။ အမ်ပဒန်လမ်းပိုင်းမှာအကြီးဆုံးစစ်ကားဖြစ်တဲ့နယ်ရီကံပြူဟာကုန်းကိုအာရခတ်တပ်တော် A နဲ့မဟာမိတ်တပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးနိုဘာလ၄ရက်ထိအခြေအနေကိုမြေပြင်စေးတရင်ရင်းမြစ်တချို့ကအခုလိုပြောပါတယ်။ယူဟာတဲ့ကိုလူရင်အားနေချောင်းကနေလည်းမပို့နိုင်တော့ဘူး။ရိတ်ခါတွေပဲပြစ်ချလို့ရတယ်။နေချောင်းကလာတဲ့အဖွဲတွေလည်းယူဟာအထိမပေါက်တော့ဘူး။ပတ်ချလဲမှာဖျက်တောက်ထားတဲ့အခြေအနေပါလို့ပြောပါတယ်။မြေပြင်ကနေစစ်ကူပို့ဖို့စူးစမ်းတဲ့စစ်ကြောင်းတွေကစစ်မှုထမ်းတင်နာစဉ်စစ်သားတွေလည်းထွက်ပြေးနေကြပြီး အေနဲ့မာမိတ်တို့ကစက်တိုက်ဖမ်းမိနေပါတယ်။တူမန်းတွေကပြောတာက viewer ထက်မှာ300လောက်ကြာတယ်။ဒဏ်ရာရ50လောက်ရှိတယ်။ဒဏ်ရာရတွေကိုကဘာလုံးထဲမှာထည့်ထားတယ်။သူတို့ပေါ်တာကအဲ့လိုရှိတယ်လို့စီးတင်ရင်းမြစ်နောက်တူကပြောပါတယ်။နိုင်ငံ viewer ထဲမှာတောင်းလိုက်နေတာဆိုတိုင်းစမြန်မာတဲ့အတွက် radar ပစ္စည်းမှုကနေကာကွယ်နိုင်ဖို့ကဘာလုံးပုံစံ viewer စနစ်လုပ်ထားတာပါ။ဒါပေမဲ့2025နှစ်စပိုင်းကစပြီး AA ကထိုးစစ်ဆင်လာတဲ့အခါရေဒါကိုစစ်ကောင်စီကဖြုတ်သိမ်းထားပါတယ် အဆောက်အုံကိုတော့စစ်တပ်ကဘန်ကာအနေနဲ့တုံးနေတယ်လို့သိရပါတယ်။မြူဟာကုန်းကိုအပြည့်အစုံတင်ယူဖို့အတွက်လက်ချံတပ်စခန်းတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ A ကအော်တိုဘားလ15ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နိုင်ရီကံမြူဟာကုန်းကို A နဲ့မာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်ဆင်စတင်ခဲ့တာဖြစ်ပါတယ်။အဲဒီချိန်တုန်းကဒေတာရုစစ်ဆင်ရေးနဲ့ခုခံစစ်တွေကိုတပ်မ99ကတာဝန်ယူခဲ့တာဖြစ်ပါတယ်။ ကာဒီယန်စကောင်းတွေကိုအေအေနဲ့မဟာမိတ်တွေကတခုပြီးတခုသိမ်းယူနေပြီးစက်တိုက်အထိနာနေတဲ့တမ99တက်မှမူဘုံကြီးတင်မောင်ကျော်ကိုမိလာထဲမှာပြန်ပန်းပြီးဟာခါချေချစစ်ပြူဝါမူဘုံကြီးစိုးဝင်းထွန်းကိုတမ99တက်မှမူတာဝန်ပေးခဲ့ပါတယ်။ထိုးစစတဲ့ဖရော်လာထဲမှာတင်တမ99လက်အောက်ခံအမှတ်99နဲ့နိပြူဝါအဖွဲ့ကယာယီနိပြူဝါမူဒုတိယဘုံကြီးကျော်ကျော်တက်နဲ့ပြူဝါရောအဖွဲ့ဝင်19ဦးအပြင်စစ်တုံးပန်းအများပြားကိုအေအေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီက တမ69လက်အောက်ခံတရင်တွေစာရန်တောင်အခြေဆိုင်စစ်စစ်ရဲကောကဲမှုဌာနချုပ်စကားကစစ်ကုံကိုဩဂုတ်လနောက်ပိုင်းမှာပို့ပြီးခုခံခဲ့ပြီမဲ့အေနဲ့မာမိတ်တွေကစကားတွေထွက်သေးယူနိုင်ခဲ့ပါတယ်စကားကစစ်ကုံလက်အောက်ခံတရင်တွေဖြစ်တဲ့ခမရ9ခုလေးခမရ969ခမရ9ခုကခမရ9ခုကခမရ9နှစ်တုံညခလာရ2ခု9လုံးနဲ့အတူစစ်မှုထမ်းတင်နာစစ်တွေပါလာပြီးစစ်ကြောင်းထိုးလာလို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ် စကားသည့်တိုက်ပွဲတွေမှာဂစိတ်ကလေးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ဖမ်းမိထားပြီးအလားပြူတောင်အလင်းဝင်လာသူတွေလည်းစစ်တိုက်ရှိနေတယ်လို့အာရခတ်တော်အေကအော်တိုဘာလ19ရက်ညမှာသတင်းထုတ်ပြန်ထားပါတယ်။အလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီစောင့်ရှောက်ပေးထားပြီးစစ်မှုထမ်းဖို့စုဆောင်းခြင်းခံရသူတွေအနေနဲ့လည်းအနည်းဆုံးနေရာတွေကတဆင့်ဆက်သွယ်ပြီးအချိန်မွေးလက်လက်ချအလင်းဝင်နိုင်ကြောင်းတည်ပေးထားပါတယ်။ယခုရက်ပိုင်းမှာတော့မွေးရသည့်ကုံဆုံးပေမဲ့အခါလုံးမိုးရွာနေပြီးဒေကြောင်တက်ခိုက်မှုရော့ကျနေပေမဲ့ ရေပြင်တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့စီးသတင်းရင်းမြစ်တချို့ကပြောပါတယ်